နှစ်ကိုအကြီးဆုံးဘီရင်ကိုပြောပါဆိုကျွန်တော်တို့အားလုံးဟာဒုတိယမြန်မာနိုင်ငံတော်ကျွန်တော်တို့ရဲ့ second မြန်မာ empire ကိုတည်ထောင်တဲ့ဆင်ဖြူများရှင်ဘရင်တော်မင်းတရားကြီးကိုပဲပြောရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဒုတိယမြန်မာနိုင်ငံတော်နဲ့ပတ်သက်ပြီးပြောရင်ဆင်ဖြူများရှင်ဘရင်တော်မင်းတရားကြီးပဲပြောတာတကယ်တကယ်ဒုတိယမြန်မာနိုင်ငံတော်ကနဦးတည်ထောင်တဲ့သူတွေထဲမှာပထမဦးဆုံးတောင်ငူရွှေနှောင်းစတည်ထောင်တာကတော့မင်းကြီးညိုဖြစ်တယ်။ပြီးရင်တော့မင်းကြီးညိုရဲ့သားတော်တပင်ရွှေထီမင်းတရားရွှေထီလက်ထက်မှာလည်းမြန်မာတွေရဲ့ဖုံးလယုံအာဏာဟာ ကျယ်ပြန့်ခဲ့တာဖြစ်တယ်ပြီးတော့မှကျယ်ပြန့်သွားတဲ့ဒီနိုင်ငံကနေပြီးတော့အကြောင်းကြောင်းကြောင့်เนาะကျွန်တော်တို့စီးလုံးမှုပြတ်ပြားသွားတဲ့အချိန်မှာဒုတိယမြန်မာနိုင်ငံတော်ဆိုပြီးပြ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 ဖြစ်လာအောင်ကိုတော့ဒါဆင်ဖြူများရှင်ဘင်းတော်ဝင်းတရားကြီးဟာစူးစီးပြီးတော့တည်ထောင်တော်မူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဆွေးနွေးမှာကဒီမင်းတရားရွှေထီအကြောင်းပဲမင်းတရားရွှေထီကအလွန်အောင်းဖို့ကောင်းတယ်တော့အသက်16နှစ်မှာတောင်ဝူရွှေနှောင်းကိုတိမ်မြန်ပြီးတော့စိုးစံတယ်အသက်16နှစ်မှာဘယင်ဖြစ်တယ် အဲ့တော့အသက်၁၄နှစ်နဲ့မြန်မာရာစုမှာဘီရင်ဖြစ်တဲ့ဘီရင်တွေကတိတ်အများကြီးမရှိဘူးအဲ့တော့မီဒီယာရွှေ့ထီးကအသက်၁၄နှစ်မှာထိနှောင်ရပြီးတဲ့အခါမှာအသက်16နှစ်ပေါ့ထိနှောင်ဆိုးဆန်ပြီး2နှစ်အကြာမှာ16နှစ်ဝန်းကျင်လောက်မှာနာထွေးမင်္ဂလာမပြုတ်လို့ရသေးဘူးသူကငယ်ငယ်နဲ့ထိနှမ်းရတဲ့အတွက်နာထွေးမင်္ဂလာပြုတ်လို့ဖို့အတွက်စဉ်းစားတဲ့အခါမှာဘာမှလုပ်ကြမလဲဆိုတော့ညီလာခံမှာမီဒီယာရွှေ့ထီးကဘလို့မိတ်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီခစ်ကတောင်ငူထိနှမ်းမှာသူဆိုးဆန်နေတဲ့အချိန်မှာတောင်ငူနဲ့ခစ်ပြိုင်ပရင်နေရှိတယ် ပထမအဦးဆုံးတောင်ကုန်းနဲ့အနီးဆုံးကတော့ကျွန်တော်တို့ကဘကိုးဟန်တာဝတီဖြစ်တယ်။အဲ့တော့ဘကိုးဟန်တာဝတီထီးနှံမှာသူရှင်တကာရွက်ပြီဆိုတဲ့ဘရင်ကစိုးစံတယ်။မွန်ဘီရင်မင်းမြတ်ဖြစ်တယ်။အဲ့သူရှင်တကာရွက်ပြီဒီမင်းတရားရွှေထီးရဲ့အဖေရွယ်အဖိုးရွယ်လောက်ရှိတယ်။ experience အလွန်မြင့်မားတဲ့ဘရင်တစ်ပါးဖြစ်တယ်။ပြီးမှဆိုရင်ပြေပြင်းမင်းကောင်ဆိုတာရှိတယ်။အဲ့မရခိုင်မှာလည်းရခိုင်ပြည်နေရှိတယ်။အဲ့ဒီပြည်နေအားလုံးကမင်းတရားရွှေထီးရဲ့အဖေရွယ်အဖိုးရွယ်တွေကြီးပဲ။အဲ့တော့ဟို မင်းချင်းညုံနဲ့ရွာဆန်ပြီးတဲ့နောက်မှာသူတို့ရဲ့သားရွယ်လောက်ရှိတယ်သူတို့မြီးရွယ်လောက်ရှိတယ်တပင်ရွှေတီထင်းတန်းတက်လာတဲ့အချိန်မှာဒီပီအန်ကမခန့်ဘူးပေါ့နော်ဘာမှမခန့်ညားကြဘူးဒါကြောင့်မင်းတရားရွှေတီကသူ့ရဲ့ personal brand ကိုသူစတီဆောက်တဲ့ပုံစံကရန်သူနယ်မြေဖြစ်တဲ့ပကိုးရွှေမော်တော်ဖရာဟန်သာရီရွှေမော်တော်ဖရာမှာနာထွင်းမင်္ဂလာလုပ်မယ်လို့ညီလာခံမှာမိတ်အမတ်တွေအားလုံးဟာကနေဟင်ကနေဖြစ်တော့အဲ့ဒါရန်သူနယ်မြေဖြစ်တဲ့အရှင်မင်းတရာအန်ရရဲ့အလွန်များပါတယ်ဟန်သာဝရီပြည့်ရှင်သူရှင်တကာရွက်ပြီဟာ အလွန်တိုက်ရိုက်ခိုက်ရေးကောင်းတယ်သူ့ရဲ့အမတ်ကြီးနှစ်ပါးဖြစ်တဲ့ဗညာလုံးနဲ့ဗညာကျန်ဆိုတာတိုက်ရိုက်ခိုက်ရေးအလွန်ကောင်းတခုရှိတာအဲ့ဒီခေတ်ကကျွန်တော်ဒီဘကိုးရွှေမတော်ဖရားဟာဘကိုးမြို့ထဲမှာမရှိဘူးဟန်တာရီမြို့ပြင်မှာရှိအခုကျွန်တော်တို့တွေ့နေရတဲ့ရွှေမတော်ဖရားဒီဟန်ဘကိုးမြို့ထဲရောက်နေတယ်ဆိုတာအခုဘကိုးမြို့တစ်ကဟန်တာရီမြို့တစ်ကစင်ဖြူများရှင်ဘင်းတော်မင်းတရားကြီးလက်ထက်မှာကမ္ဘောဇာတာဒီနန်းတော်ရံနဲ့ပြန်တိဆောက်ထားတဲ့အချိန်မှာမြို့ထဲထည့်လိုက်တာဒီမိုးမီနေလက်ထက်ကဒီကျွန်တော်တို့ဒီရွှေမတော်ဖရားဘကိုးမြို့ပြင်မှာရှိဆိုတော့ဘလို့ပဲဖြစ်ဖြစ် ဒါရန်သူနယ်မြေဖြစ်တယ်မသွားတဲ့ဘယ်သူမှမထောက်ခံအဲ့ဒီချိန်မှာကျော်ထင်တော်ထားဘင်းအောင်ပွဲမရသေးဘူးပေါ့နော်ကျော်ထင်တော်ထားကျွန်တော်မျိုးတာဝန်ယူပါတယ်ဒါပေမဲ့နားထွေးမင်္ဂလာသွားလုပ်တယ်ဘာဖြစ်လို့လဲဒီနားထွေးမင်္ဂလာအောင်မြင်သွားရင်တပင်ရွှေတိရဲ့ personal brand အများကြီးမြင့်သွားမှာဟာဘင်းနေရန်သူနယ်မြေတဲ့အထိသွားပြီးတော့နားထွေးမင်္ဂလာလုပ်တယ်16နှစ်15နှစ်16နှစ်ဘင်းလေးကနည်းနည်းရရမဟုတ်ဘူးအကောင်းဆုံး personal brand တည်ဆောက်နိုင်ဒါအလွန်အခွင့်အရေးပဲတို့လား မီဒီယာဒီဗင်ရှူတီကဘာနော်တခါလဲမားကတ်တင်းဘလောက်နားလေလဲဆိုတော့နော်ဆိုတော့ဒါပေမဲ့ရန်သူနယ်မြေတွေသွားมาဖြစ်တဲ့အတွက်နေနေရသူတွေနဲ့သွားလို့တော့မရပထမတစ်ချက်အရှင်မင်းဒရာကြီးစင်စီလို့မရဘူးမြင်းနဲ့သွားมาရဟုတ်ကဲ့ကတော့ဗျာချမ်းသာတဲ့သူတွေကစင်စီတာစင်နဲ့သွားလို့မရဘာဖြစ်လို့လဲရန်သူနယ်မြေတွေသွားมาမြန်မြန်သွားမြန်မြန်နားထွင်းမြန်မြန်ပြန်ရမယ်စင်ဆိုတာနေတုံနေတုံနဲ့သွားမယ်စစ်တိုက်ရင်တော့ကောင်းတာပေါ့အခုစစ်တိုက်မှာမဟုတ်ဒါကြောင့်မြင်းနဲ့ပဲသွားပြီးရင်လဲထုံထုံအားငဒူတွေနဲ့သွားလို့မရဘူးเนาะ လက်ရွေးစံတရေကောင်း900ကိုရွေးချယ်ရမယ်ရန်သူနယ်မြေတွေသွားမှာဖြစ်တတ်တိရှိရမယ်လင်းမြန်ရမယ်ဖြက်လက်ရမယ်ထုံနေအနေထိုင်းနေမိုင်းနေခံရမယ်အဲ့တော့လင်းမြန်ဖြက်လက်တဲ့လက်ရွေးစံတရေကောင်း900လိုတယ်အဲ့တော့ကျွန်တော်မျိုးကြီး selection process ပေါ့ကျွန်တော်ရွေးချယ်မှုကျွန်တော်မျိုးလုပ်မယ်ဟုတ်ပြီအဲ့တော့ကျော်ထင်တော်တာဒီ project ကိုတာဝန်ယူစီတခါတယ်မင်းတရားရွှေတရားဘေးနောင် ကျော်ထင်တော်ထားပေါ့နော်ဘင်းနောင်တော့မဖြစ်သေးဘူးပေါ့အဲ့ဒီမှာကျော်ထင်တော်ထားကိုဘင်းနောင်မင်းတရားကြီးဖြစ်လာမယ်ကျော်ထင်တော်ထားကိုတာဝန်ပေးလိုက်အဲ့တော့ဘာလုပ်လဲ selection process တော့တမိုင်းမှာအားလုံးတည်တယ်လက်သေးကြမှာ SI ပြီးတော့တူနှစ်ရိုက်တဲ့ရွေးချယ်မှု process ကိုကျော်ထင်တော်ထားဥစားမှုလုပ်တယ်အဲ့ဒီခေတ်ကဘင်းတွေကိုချစ်ကြဟာတခါတည်းတောင်ငူမြို့သူမြို့သားတွေကအဲ့ဒီပွဲကြီးကို like ချင်လွန်းလို့မြို့ရိုးပြင်မှာစောင့်နေကြလူတွေကအများကြီးပဲလူသား900လာသား9000လောက်ဖြစ်နေဒါပေမဲ့ကျော်ထင်တော်ထားဘာပြောလဲဆိုတော့ဘသူမဆို့ ်မင်းတရားရွှေထီးနဲ့ဘလောက်ရင်းနှီးတဲ့ PA ပဲဖြစ်ဖြစ် PSO ပဲဖြစ်ဖြစ်ဘလောက်ရင်းနှီးတဲ့အတွင်းရင်းမှုပဲဖြစ်ဖြစ်ဒီလက်သေးကြမှာ SIT တဲ့ selection process ကိုရွေးချယ်ခံရမှာဒီနားထွင်းမင်္ဂလာကိုလိုက်ခွင့်ရှိမယ်ဆိုတာဒီစီကောင်ချမှတ်တယ်ပထမအဆုံးလက်သေးကြမှာ SIT တာကိုခံတာဘင်းနောင်မင်းတရားကြီးပဲကြော်ထင်တော်တာပဲဘင်းနောင်တော့မဖြစ်သေးဘူးเนาะကြော်ထင်တော်တာသူကိုယ်တိုင်လက်သေးကြမှာ SIT တူနဲ့ရိုက်တယ်မနောက်မတွန်းသူကိုယ်တိုင်ရွေးချယ်ခံတယ်ခေါင်းဆောင်ဆိုတာဥပမာပြပြီးတော့လူတွေကိုခေါင်းဆောင်နိုင်အောင်နောက်လူတွေလာပဲနောက်တယောက်နောက်တယောက်နောက်တယောက် မတော်တဆတွန့်သွားတယ်ပယ်တယ်အဲ့ဒီအချိန်မှာဘာလုပ်လဲဆိုတော့ဗလာရဲထင်ဆိုတာရှိတယ်အဲ့ဒီဗလာရဲထင်ဆိုတာဒါမင်းတရားရွှေထီးရဲ့ PA ပဲပေါ့အတွင်းရင်မှုပဲသူ့အလွန်ချစ်တဲ့ငယ်ကြုံကြီးဖြစ်တယ်ဗလာရဲထင်ကသူ့တခင်ဘလောက်ထိချစ်လဲဆိုတော့မင်းတရားရွှေထီးဆက်တော်ခေါ်တဲ့အချိန်ကစပြီးဗရန်မြားကြောက်စီတာကိုထမ်းပြီးသူ့တခင်ကိုတညာလုံးစောင့်တာမနေ့မင်းတရားရွှေထီး no မှာသူအိတ်တာအဲ့လောက်ထိသူ့တခင်ကိုသူချစ်တယ်ဒီပွဲသူလည်းလိုက်ချင်တာပေါ့ဒါပေမဲ့ဘလောက်ရင်းနေတဲ့သူပဲဖြစ်ဖြစ်ဒီရွေးချယ်မှုကိုရွေးချယ်ခံရမှဒီပွဲကိုလိုက်ရမယ်ဆိုတော့ဗလာရဲထင်ကလည်းမပါလို့လေရွေးချယ်ခံရ အမဘလာရဲချင်းလက်သေးကြောက်အက်ဆိုက်ပြီးတူနစ်ရိုက်တဲ့ချိန်မှာတွန့်သွားတယ်မတိမတာနောက်တွန့်သွားတဲ့အတွက်ပယ်ခံထိအဲ့ဒါကိုမြင်ရတဲ့မင်းတရားရွှေထီကဒီဘက်ဘေးကနေကြည့်နေတော့ငါရဲ့ငယ်ကြုံကြီးဘလာရဲထင်ရလက်တွန့်ရတဲ့လားကွာရေပွဲဖွဲ့တယ်လို့ပြောတယ်တမိုင်းမှာရေပွဲဖွဲ့တော့ရေတာပေါ့ဗျာအဲ့ဒါကိုဘလာရဲထင်ရရှက်ပြီးတော့သူ့ကားမှာ site ဒီထိုးထားတဲ့ဓမြောင်ထုတ်ဘိုက်ကိုစွန့်ခနဲ့ဆွဲတာဘိုက်က ဦးတွေထွက်လာအဲ့ဒီဦးစားကိုကြောက်ထွန်းတော့ထားလက်ထဲထည့်ပြီးတော့ဦးတဆုံးပြတာဦးလဲဆုံးဘိုင်းကနေလဲကြပြီသူလဲသိတာရှက်သွားတာအဲ့ဒါကိုကြည့်ပြီးတော့မင်းတရားရွှေတရားဘလို့မိတ်နေဆိုငါရဲ့ငဲကျွန်ကြီးဗလာရဲထင်ကမိုက်ကာမိုက်ဤတတိကမရှိမိုက်တာနဲ့တတိရှိတာမတူပါစနယ်ဘရောင်းတိဆောက်တယ်ကိုဖြစ်ချင်တဲ့အရာတခုဖြစ်အောင်လောကကြီးကိုတင်ပြတယ်တတိရှိရှိတင်ပြဖို့လိုတယ်မိုက်ယူရဲတင်ပြလို့တော့မရဘူး ဘဝမှာကိုမဖြစ်တဲ့ကိုမှန်းတာတွေမဖြစ်တဲ့အခါတချို့လူငယ်တွေက my us and နဲ့တုံ့ပြန်မှုတွေလောကကြီးတုံ့ပြန်ပြီး personal brand ကိုတိဆောက်ရင်ကို personal brand ကတိဆောက်တာဒါပေမဲ့ပြတ်သွားတတ်တယ်တိဆောက်တာနေဖြတ်တာဖြစ်သွားတတ်တယ်တတိရှိရှိတော့လှုပ်ဖို့လိုတယ်လှုပ်တင်လှုပ်ထိုက်တဲ့အရာကို personal brand တိဆောက်တဲ့အခါမှာတတိရှိရှိတော့လှုပ်ဖို့လိုဒါကြောင့်ဒီလက်ရွေးစင်တဲကောင်း၅ယောက်ရတဲ့အချိန်မှာတော့မြန်မြန်ပြောရမယ်ဆိုရင်တော့မင်းတရားရွှေထီးအားသူ့ရဲ့ဒီတမိုင်းမှာအလွန်နာမည်ကြီးတယ်တကဘာလုံးကလည်းအံ့ဩရတဲ့ ကမ္ဘာတပိုင်းမှာလည်းနာမည်ကြီးတဲ့နာထွင်မင်္ဂလာရန်သူနယ်မြေတွေကိုရဲရဲဝင်ဝင်ရောက်လုတ်ကန်ပြီးအောင်မြင်ခဲ့တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ personal brand ကလည်း media ရွှေထီရဲ့ personal brand ကလည်းမြင်မာလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာ media ရွှေထီဗလာရဲထင်ဘရင်တော်မင်းတရားကြီးတို့စီကနေ personal brand တိဆောက်တဲ့မဟာပြူအောင်မြန်မာကမြန်မာတွေဆရာတင်တာအနောက်တိုင်းကကျွန်တော်တို့တင်တာမဟုတ်ဘူး။ဒါကြောင့်လူချင်းမတို့အနေနဲ့ကိုယ့်ရဲ့ personal branding တိဆောက်ဖို့အတွက်အတွေးအစားတွေ မယူရမဆန်တဲ့တတိရှိဖို့လိုတယ်ဆိုတာလေးကိုရရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်။အဲ့တော့ဒီအစည်းအဝေးကြည့်တဲ့သူတွေကကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။ကျွန်တော်အစည်းအဝေးလုံးမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးပါ။အဲ့ဒီမှာငါအဲ့ထက်ငါ့ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အောင်မြင်ခြင်းလက်ဆောင်မေတ္တာအားသာချက် တင့်ကောင်းပါတရဖူစောင်းနိုင်မှုအမှုပညာမြောက်စွာဟောပြောခြင်းနဲ့မြန်မာနီးမြမဟန်မားကတ်တင်စောင်းငါးဦးကိုငါးဦးကိုကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိမ်နိုင်ရာရောက်ပေးဖို့ပေးမှာဖြစ်တယ်။တန်တန်းတက်ခြင်းတွေကကျွန်တော်တလောက်တန်တန်းတစ်မျိုးပဲဖွင့်တယ်။အခုလာမယ်ကျွန်တော်တို့သုံးလပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding တန်တန်းဖြစ်တယ်။အဲ့တော့မြမရဲ့ personal brand ကို my usm ဆန်ပဲနဲ့တတ်တည်ရှိရှိစနစ်တကျ တိဆောက်အောင်မြင်နိုင်မှုတော့ဒီတင်တန်းမှာလေ့လာကြမယ်။ online တင်တန်းညီအခုလာမယ် March လ25ရက်နေ့3လပိုင်း25ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှမစိုးတက်နိုင်နဲ့။အပြင်လူတွေတင်တန်းကတော့3လပိုင်း29 30စနေတွင်းနေ့နေ့မှာမနေ့စင်နာရက်နေ့ညနေ6နာရီထိရန်ကုန်မြို့တောင်ဝင်းစင်တာ3လမှာရှိတယ်။ကျွန်တော်ရဲ့ emerald တင်တန်းကြောင့်မှာကျွန်တော်ရဲ့နေ့ရက် အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်မှာဖြစ်တယ်။အဲ့တော့ online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်လူချင်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ရယ် comment မှာမြည်နေ message မှာရေးထားပေးပါ messenger မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ် online ကပထမအဦးဆုံးအယောက်တရာအပြင်ကပထမအဦးဆုံးအယောက်30ကို20% discount ကျွန်တော်တို့ဆက်ပေးထားပါတယ်။အဲ့တော့ဒီသင်တန်းဒီဘာတွေသင်ပါလဲ personal branding သင်တန်းလို့ဆိုတာနဲ့ညီ personality development လို့ခေါ်တယ်ကိုယ့်ရဲ့ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုပါမယ်။ personal development plan လို့ခေါ်တဲ့တကူရေဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ personal branding online ရောအပြင်ရောမိမိရဲ့ personal brand တည်ဆောက်မှုကိုကျွန်တော်နဲ့အတူမဟာဗျူဟာနီးဗျူဟာတွေကိုလေ့လာသင်ယူကြမှာဖြစ်ပါတယ်။သင်ကြားမဲ့ပုံစံကတော့ online သင်တန်းတွေသင်တန်းစတင်မဲ့ March 25ရက်နေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေကို group ထဲမှာတင်ပေးမယ် Facebook Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram မှာလည်းပြန်တင်ပေးမယ် live lecture ဒီအပတ်စဉ်တင်လာနေည8နာရီတိုင်း zoom ကနေရင်းနှီးချစ်ခင်စွာကျွန်တော်နဲ့တွေ့ဆုံပြီးတက်ရောက်มาဖြစ်တယ်တခါတင်3နိုင်လောက်ကြာမိကုန်းနိုင်ဝင်ဖြည့်ပေးတယ်အဲ့တော့တင်းတက်နေရင်လည်း group coach မှာရအောင်ဆောင်ပေးတာဖြစ်တယ် zoom မတက်နိုင်တဲ့သူတွေလည်းနောက်ရမှာ recorded ပြန်တင်ပေးမယ်ညောင်း online အတွက်အပြင်ကတော့29 30မှာတော်ဝင် center မှာရှိတယ် animal institute မှာ unity chicken ဆိုတာတွေ့ဆုံကြပါမယ်ဒါကြောင့်မြန်မာနှစ်သစ်မှာမင်းတို့ရဲ့ personal branding ကိုမြင့်တင်ပြီးတော့အောင်မြင်မှုတည်ဆောက်နိုင်မှုအတွက် personal branding တနက်မှာ unity chicken ဆိုတာတွေ့ဆုံကြပါစို့ we must work together we must build our nation